်ပရီးမီးယားလိရဲ့ကလကအပိတ်ပွဲစဉ်များသို့မဟုတ်ပရီးမီးယားလိပွဲစဉ်38မင်္ဂလာပါကိုကေးစတာဖုတ်ဘောရှူအားနေကြိုးစားပါရခင်ဗျာကျွန်တော်ကိုခဲမှာပရီးမီးယားလိပွဲစဉ်38တောင်ရောက်လို့လာပါပြီတနည်းအားဖြင့်ဘောလုံးရာသီတရာသီပြီးဆုံးတော့မယ်ဆုံးကန်းတိုင်တော့မယ်ဆိုတဲ့သဘောမျိုးပါဒီဘောလုံးရာသီတရာသီလုံးနီးပါကျွန်တော်ညီကိုမောင်နှမတွေအနေနဲ့ နော်ပြောကြရှင်ကြစကြနောက်ကြညင်းကြခုံကြနော်ရံဖြစ်ကြရင် ဖြတ်တန်းခဲ့တာအမှတ်တရများစွာရှိမယ်လို့ထင်ပါတယ်ကျွန်တော်လဲဒီဆိုရှယ်မီဒီယာမှာကျွန်တော်ညီကိုရေနဲ့ဘောလုံးအကြောင်းပြုပြီးခင်မင်းရင်းနှီးခွင့်ရတာ၃နှစ်ကျော်၄နှစ်ကာလအတွင်းရှိလာပါပြီရှေ့လျှောက်ပြီးတော့လဲကျွန်တော်ညီကိုရေအတွက်ကြိုးစားပန်းစားနဲ့တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ဆိုတော့ဒီပရီးမီးယားလိဂလဂါဘိတ်ပွဲစဉ်တွေကတော့ရှစ်နှစ်တရားနဲ့မတူဘဲနဲ့ရင်ခုန်စရာမကောင်းတော့တဲ့အပိုင်းတွေကရင်ခုန်စရာမကောင်းတော့ရင်ခုန်စရာကောင်းနေတဲ့အပိုင်းတွေကလည်းကြံနေတော့မှာပဲအဲ့အတွက်ကြောင့်ပွဲစဉ်38ကိုကျွန်တော်တို့မျက်ခြေမပြတ်ပါတော့ပွဲစဉ်တိုင်းရဲ့ reset တွေကိုကြည့်ရ ှိဖို့လိုတယ်ကလပ်စာတွေပြောချင်တာပရီးမီးယားလိပွဲစဉ်38ကိုကျွန်တော်ဝက်ချလောက်လုတ်ပေးသွားမယ်ချယ်ဆီပွဲကိုအဓိကထားပြီးလုတ်ပေးပါမှာဒါပေမဲ့လည်း reset တွေဘလို့ဖြစ်နေတယ်ဘာညာစသဖြင့်ကျွန်တော်ကလပ်စာတွေကက်စ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคအဲ့တော့ပွဲစဉ်38မှာဘယ်အသင်းတွေဘယ်အသင်းတွေထိတိုက်တွေ့ဆုံနေတယ်ဘလို့အခြေအနေတွေရှိနေတယ် ကျွတ်တယ်ရင်ခုန်ဆွေးနွေးမှုလုပ်လိုက်အောင်ခင်ဗျာအဲ့တော့အားလုံးသိတဲ့အတိုင်းပဲ Premier League ပွဲစဉ်38ဆိုတာနောက်ဆုံးကန်တဲ့ပွဲစဉ်တွေဖြစ်တဲ့အတွက်ကြောင့်ရက်တွေခွဲပြီးတော့မကျင်းပါတော့ပုံမှန်အဖြစ်ဆိုရင်တောက်ကြစနေတနင်္ဂနွေတနင်္လာအင်္ဂါအဲ့ဒီရန်၄ရက်ပရီးမီယာလိဂ်ပွဲတွေဆက်ပြီးတော့ကျင်းပရယ်ပေါ့နော်။သို့တော့ပရီးမီယာလိဂ်ပွဲစဉ်38ကြတော့အခုလာမယ့် တနင်္ဂနွေနေ့ည9:00နာရီခွဲမှာ10ပွဲလုံးရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ဒီ10ပွဲမှာတချို့အသင်းတွေကတော့ဘာမျောလင်းချက်မှမရှိတော့ဘူးတန်ဆင်းသွားတဲ့အသင်းတွေရှိမယ်ချန်ပီယံဖြစ်သွားတဲ့အသင်းတွေရှိမယ်အဆင့်နှစ်နဲ့ယာတီတင်းသွားတဲ့အာကြီးရှိမယ် ်အဲ့တချို့အသင်းတွေကြောက်ရလဲဇရားရဲ့အလယ်လက်နေရာမှာပဲရက်တည်ပြီးယာတိသိမ်းသွားတဲ့အသင်းတွေရှိမယ်ဒါပေမဲ့ဥရောပဝင်ခွင့်နေရာတွေကတော့ဘယ်သင်းမှမတည်ကြသေးပါဘူးအဖေကတ်ချန်ပီယံဖြစ်ခဲ့တဲ့ခရစ်စတယ်ဘဲလီစ်ကတော့နောက်နှစ်ယူရိုပါလိဂ်ကံအဖို့အတွက်နေရာတနေရာသာရရှိသွားပါပြီအဲ့အတွက်ကြောင့်အမဘေးဇရားရဲ့အဆင့်6ရရတဲ့အသင်းကယူရိုပါလိဂ်ကမ်းမှာပါအဆင့်ခွန်ရတဲ့အသင်းက Conference League ဂ်ကမ်းမှာဖြစ်ပါတယ်လက်ရှိအချိန်ထိအမဘေးဇရားရဲ့ အစ်စ်96 300တီဘယ်သိရက်တီသွားပြီဖြစ်တယ်ဆိုတာတိတိပပပြောလို့မရသေးတဲ့အတွက်ကြောင့်ဒီဥရောပဝင်ခွင့်နေရတော့ ပို့ပြီးတော့ရင်ခုန်စရာကောင်းနေတယ်။အဲ့တော့ချန်ပီယံလိဝင်ခွင့်နေရာတွေကိုကြည့်မယ်ဆိုရင် အမတ်ကွာဟာချက်ကတသိန်းနဲ့တသိန်းကြားထဲမှာတိတ်ပြီးတော့မရှိပါဘူး။ကျွန်တော်အမတ်ပေးစရာအဆင့်9နေရာမှာယက်တည်နေတဲ့ Northern Forest က65မှတ်ရပြီးတော့အဆင့်4နေရာမှာယက်တည်နေတဲ့ Newcastle က66မှတ်ရထားပါတယ်။အဲ့အတွက်ကြောင့်ဟိုတစ်ချက်လေးခြေချော်သွားတာနဲ့ချန်ပီယံလိကနေ Europa League ကရတဲ့ပုံစံမျိုးလည်းဖြစ်သွားနိုင်တယ်လို့ Conference League ဆင်းကန်ရတဲ့ပုံစံမျိုးလည်းဖြစ်သွားနိုင်တယ်။1 2 3အသင်း3သင်းရတော့ကျွန်တော်တို့ဘိုင်းသေးထားလိုက်လို့ရပြီပေါ့နော်။ Man City ကိုကျွန်တော်အရင်က တဲ့ကပြောခဲ့ပါတယ်ကျွန်တော်ဟိုချန်ပီယံလိဝင်ခွင့်တနေရာအတွက်ထဲ့တော်မတော်ဘူးသူတို့ကဝင်မှာပဲအခု68မှတ်ရသွားပြီနျူကာဆယ်နဲ့ဆိုရင်နှစ်မှတ်กว่าတယ်နောက်ဆုံးပွဲမှာတရေကစားယုံနဲ့မန်စီးတီးသင်းသည်အဆင့်3နေရာနဲ့ချန်ပီယံလိဝင်ခွင့်ရမှာဖြစ်ပါတယ်နောက်ဆုံးပွဲစဉ်ကလည်းအရင်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲတော့မဟုတ်ဘူးကျွန်တော်ဖူလန်နဲ့ဂန်မဲ့ပွဲဖြစ်ပါတယ်ခင်ဗျာโอเคအဲ့တော့ဂန်မဲ့အချိန်ကတော့တနင်္ဂနွေ9နာရီခွဲကံမိုးရှိနေတဲ့ပွဲစဉ်တွေကိုတစ်ချက်ထပ်ပြီးတော့ကြည်ပါမယ်ဘုံမောက်နဲ့လက်စတာအဲ့ဒီပွဲစဉ်ကလည်းတိတ်တော့အရေးမပါတော့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ် ဘုံမောက်အတင်းတွေနဲ့ဒီနေ့ရာသီမှာအကောင်းဆုံးအမြင့်ပြန်တန်းခဲ့ပါတယ်အကောင်းဆုံးကစားသမားစုဖွဲ့မှုတစ်ခုကို Araola အနေနဲ့ polish လုပ်ပေးနိုင်ခဲ့တဲ့အယောင်တင်ပေးနိုင်ခဲ့တာပေါ့နော်ကျွန်တော်ရာသီအစအလယ်မှာခရေကအမြင့်ပြောပါတယ်ဘုံမောက်အတင်းရဲ့လူစင်းစုဖွဲ့မှုလေးကိုသဘောကျတယ်ရင်းခုန်တယ်တကယ်တမ်းလည်းချစ်စရာကောင်းတဲ့လူစင်းစုဖွဲ့မှုလေးတစ်ခုကို Araola ပြိုးထောင်ပေးနိုင်ခဲ့ပါတယ်သို့တော့ဘုံမောက်လူအတင်းမျိုးကအဲ့ကစားသမားတွေကိုစက်ထိန်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးအဲ့တော့ကြောင့်ဘုံမောက်ရဲ့ အထိုင်ကစားသမားတွေအများအပြားနောက်နှစ်ဘောလုံးရာသီမှာတခြားသင်းတွေကိုပြောင်းပါလိမ့်မယ်။နောက်လာမယ့်ဘောလုံးရာသီမှာဘုံမောက်ကိုဘုံမောက်လိုပြန်မြင်ရဖို့တောင်တိတ်ပြီးမလွယ်ပါဘူး။ကျွန်တော်တို့ကြားထားတဲ့သတင်းတွေမှာဆိုရင် Araola ကလည်းတခြားသောအသင်းတစ်သင်းကိုပြောင်းမှုအခြေအနေရှိနေတယ်ပေါ့နော်။စပါးနဲ့တော့သတင်းထွက်ထားတယ်။ဒါပေမဲ့ H က Europa League ရသွားတဲ့အခါကျတော့ပြောလို့တော့မရဘူးပေါ့လေ။ဒါပေမဲ့အခုဘုံမောက်အနေနဲ့ Vitality Stadium မှာတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပွဲစဉ်ကိုအကောင်းဆုံးရှင်ပြိုင်ကစားသွားဖို့ရှိပါတယ်။ နောက်ထပ်ပွဲကတော့ဖူလန်နဲ့မန်စီးတီးမန်စီးတီးကတော့ခရော့ဗင်ကော့ဒစ်မှာသွားအောင်ရင်ဆိုင်ကစားရပေမဲ့သူတို့တည်ကစားရင်ရပြီရှုံးတော့မရှုံးနိုင်လောက်ဘူးပေါ့နော်ဖူလန်ကလည်းခရစ္စတယ်ပဲလစ်ကိုစိတ်အခြေအနေမျိုးမှမရှိတာဗျာပဲလစ်ကကြတော့ချန်ပီယံဖြစ်ဖို့အတွက်အခွင့်အရေးရှိတဲ့အခါကျတော့ဗျုံးတာပေါ့သို့တော့ဖူလန်ကြတော့ဒါအလေလက်မှာပဲရက်တည်နေတဲ့အသင်းတသင်းဒီလိုပွဲမျိုးတွေကတရေလောက်နဲ့ပဲပြီးသွားဖို့များတယ်မန်စီးတီးနိုင်အောင်အသေးအံကန်နေစရာလည်းမလိုတော့တဲ့အတွက်ကြောင့်ပါခင်ဗျာကဲနောက်တစ်ပွဲက Ipswich Town နဲ့ Watford ဒီနေ့ရာသီပရီးမီးယားလိမှာကန်ကွင်းရတာဟို Ipswich Ipswich Town အတွက်ဒါအဖိုးမဖြစ်နိုင်တဲ့အခွင့်အရေးတစ်ခုလို့ပဲပြောရမှာပေါ့နော် Ipswich Town တန်တက်လာကြတဲ့အထင်သေးတဲ့မျိုးလုံးတွေနဲ့ကျွန်တော်တို့ဟိုစောင့်ကြည့်ခဲ့တာပါတကယ်တမ်းကစားတဲ့အခါမှာမမျော်လင့်တဲ့ခြေသွမ်းမျိုးတွေပြသနိုင်ခဲ့တာတွေရှိပေမဲ့ Premier League မှာ second ဖို့အနေထားတည်းရဲ့နော်ဟိုဘယ်လိုပြောမလဲသူတို့ရဲ့ quality တည်းရဲ့တော့လိုအပ်နေခဲ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်တန်းစင်သွားပြီကဲမဲ့အသင်းကလည်း Green Potter ရဲ့ကကြူးကြောင်ဖြစ်နေတဲ့ဝက်ဆန်ဖြစ်တဲ့အတွက်ကြောင့် တေကွင်းပြဖို့များတဲ့ပွဲပါ။ဟုတ်ကဲ့တလဆရမိဆက်ပေးချင်တာကျွန်တော်အခုဗီဒီယိုကိုကူညီပံ့ပိုးထားတဲ့ Football Game မှာ Football Game မှာအိုင်ဘကွန်ရှိကိုငါသုံးလုံး miss နဲ့ Sports Shiku ကိုတို့ကစားလို့ရပါတယ်။ထပ်မကွန်နဲ့လည်းကစားခြင်းကစားလို့ရပါတယ်ခင်ဗျ။အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနဘန်၆လုံးကုန်လုံးငါသုံးလုံးနဲ့ကုချော့တသုံးလုံးတုံညာသုံးလုံးမှာဆက်သွယ်ဆောင်တဲ့မေးမြန်းလို့ရပါတယ်။ Okay နောက်တစ်ပွဲက Liverpool နဲ့ Paris ။ Liverpool ကတော့ ပွင့်လင်းပြောရင်ဘာမှမလို့တော့တာသူတို့အနေနဲ့လူငယ်တွေကြီးပဲရှောက်သုံးရင်တော့သုံးလို့ရတယ်အဲ့တော့ကြောင့်နောက်ပိုင်းပွဲစဉ်တွေရလက်တီတောက်လျှောက်ဆိုးတယ်ရှုံးတဲ့အသင်းတွေကိုဆိုရင်ဟိုမမျော်လင့်မဲ့ရှုံးတာတွေရှိတယ်เนาะ Chelsea Brighton စတဲ့အသင်းတွေကိုသူတို့ရှုံးတယ်အာယူတီကစားခဲ့တယ်အဲ့တော့ Liverpool ကယုံကြည်ခြင်းစရာမကောင်းတော့ပါဘူးအဲ Palace ကတော့စိတ်တပိုင်းဆိုင်ရာအမြင့်ဆုံးအခြေအနေရောက်နေတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကိုတော့တူတူတန်တန်ကစားမယ်လို့ထင်ပါတယ်ကဲအရေးကြီးတဲ့ပွဲတစ်ပွဲလာပြီ Manchester United နဲ့ Aston Villa ကျွန်တော်တို့အများကြီးမျော်လင့်ခဲ့တဲ့ပွဲပေါ့ဗျာကျွန်တော်တို့ဆိုတဲ့နေရာမှာကျွန်တော်တို့ Chelsea ပြိတ္တတွေကိုပြောတာပါအဲ့တော့ United နဲ့ ေနဲ့ယူရိုပါလိချန်ပီယံဖြစ်ခဲ့ရင်ဆိုတော့စိတ်ဓာတ်မျိုးနဲ့ဒီပွဲစဉ်ကံမယ်ဆိုလို့ကအက်စတိုဗလာမလွယ်ဘူးဗျ။သို့တော့ United ယူရိုပါလိမှာမမျော်လင့်မဲ့ရှုံးပွဲကြုံတွေ့ခဲ့တဲ့နောက်လာမဲ့ဘောလုံးရာသီမှာဥရောပပြိုင်ပွဲတွေဝင်ခွင့်မရဘူး။ဖလားလက်မဲ့ရာသီတရာသီကြုံတွေ့ခဲ့တယ်။အဲဒီစိတ်ဓာတ်ထိခိုက်မှုခံယူချက်မပြင်းပြမှုတို့ကတစ်ဖက်ကခံယူချက်ပြင်းနေတဲ့အက်စတိုဗလာကိုအင်ကွင်း Old Trafford မှာဘယ်လိုမျိုးများကစားမလဲပေါ့နော်။အဲ United အနေနဲ့ဟို ဘယ်လိုပဲမလဲနှစ်ပွဲသက်မရှုံးအောင်မျက်နှာမပြက်အောင်တော့ကစားရင်လည်းကစားမှာပေါ့ဗျာတိုးတော့ကျွန်တော်တို့တော့တိတ်အားမရှိတော့ဘူးလို့ထင်တယ်ဗျာ အက်စတွန်ဗလာအနေနဲ့တေချာပေါက်နိုင်အောင်ကစားမဲ့ပွဲတင်တဲ့ပွဲလေးဖြစ်ပါတယ်။တေချာရင်တော့ကျွန်တော်တို့ကပျော်တာပေါ့နော်။ Okay နောက်တစ်ပွဲကတော့ Newcastle နဲ့ Everton ။ Everton ဒီ Newcastle ကိုအများတန်းလူလူဒုက္ခပေးခဲ့တဲ့အသင်းတစ်သင်းဒီပွဲစဉ် Newcastle ရှုံးမှ Chelsea ရဲ့ Champions League ဝင်ဖို့အတွက်အခြေအနေကောင်းလိမ့်မယ်။ဒါတောင်မှ Nottingham Forest ကိုသူတို့ရှုံးလို့မရအောင်တေချာမှရလိမ့်မယ်။ဆိုတော့စိန်ဂျိမ်းဘက်မှာ Newcastle ကလည်းအခွင့်အရေးခေါင်းတရက်နော်ကိုတိုင်အခွင့်အရေးပုံဖော်ဖန်တီးလို့ရနိုင်ပါလေရဲ့နဲ့ရှုံးပွဲလဲကြုံတွေ့ဖို့မမြင်ဘူးဗျ။တေပွဲတစ်ပွဲဖြစ်သွားရင်တောင်မှ ဒါအနေငယ်လက်ခံလို့ရသေးတယ်ပေါ့နော်မဖြစ်နိုင်တဲ့အခြေအနေမှာပဲရှုံးမှာပါနောက်ထပ်တပွဲကတော့ Nottingham Forest နဲ့ Chelsea Chelsea ကစားသမားတွေအနေနဲ့မိကုံရန်ကုံကစားဖို့လိုတယ် Nottingham Forest အသင်းနီးပြတယ်နော်ကစားသမားတွေကတော့စိတ်သက်အလုံးစုံမှုတွေကတော့လုတ်တာပဲ City Ground မှာဘလို့အနိုင်ယူကြော်ဖြတ်မယ်ဘာညာပေါ့အဲ့တော့ City Ground ဆိုတာ Alliance Arena မဟုတ်ဘူးဗျကျွန်တော်တို့ Chelsea တင်းရဲ့တခစ်တခါကစားသမားတွေ Alliance Arena မှာတော့မှနော် Champion League ဘိုလူပွဲ Ancient Bayern Munich ကိုရအောင်အနိုင်ကစားခဲ့တာပဲနော်တတ်မှတ်ထားတာ Alliance Arena မှာဖြစ် စ်နေလို့တွတ်တိုက်ဆိုင်တာပါအဲတော့ကထားပါအဲ့တော့ပြောချင်တာကလက်ရှိအချိန်ကအရင်တော့ Chelsea လို့မဟုတ်တော့ဘူးဆိုပေမဲ့လည်းအရင်တော့စိတ်တက်လေးတွေခံယူချက်လေးတွေနည်းနည်းပဲပြန် copy paste လုပ်လိုက်ပါဒီပွဲစဉ်ကိုကျွန်တော်တို့လုံးဝရှုံးလို့မရပါဘူးတည်ကြမယ်ဆိုရင်တော့မှတစ်ဖက်အသင်းအခြေအနေဘယ်လိုဖြစ်သွားလဲကျွန်တော်တို့တစ်ချက်စောင့်ကြည့်လို့ရပါသေးတယ်ရှုံးရင်တော့ United က Villa ကိုတည်ကြသည်ဖြစ်စေနိုင်သည်ဖြစ်စေ Everton က Newcastle ကိုရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေဘာမှထက်ထွက်နေစရာမလိုတော့ပါဘူး နောက်တစ်ပွဲကတော့ Southampton နဲ့ Arsenal ဖြစ်ပါတယ်။ဘာမှမျှော်လင့်ချက်မရှိတော့တဲ့အသင်းအသင်းထိတဲ့တွေ့ဆုံမှုပါ။ Tottenham Spurs နဲ့ Brighton ပွဲစဉ်ကလည်းကြည့်ကောင်းမှာပါ။ Spurs အနေနဲ့ခံယူချက်စိတ်တပိုင်းမြင့်မြင့်နဲ့အိမ်ကွင်းမှာအခက်ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ Wolves နဲ့ Brentford ပွဲစဉ်ကတော့ဒါတစ်ဖက်နဲ့တစ်ဖက်အသေးကွင်းပြင်းနေပဲပြီးဆုံးသွားနိုင်တဲ့ပွဲစဉ်တွေဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲ။ Video ဒီမှာနားခွင့်ပြုပါ။ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။